59ကာကွယ်နေပါတယ်လို့အတိပြေးလိုက်ပါတယ်ခင်ဗျာလူသားကြီးလှုပ်ရှားတက်ကြွသူများစုပေါင်းပြီး2008ဖွဲ့စည်းပုံကတမရဖြစ်ရေးအတွက်တမတ်ချက်တွေပါဝင်တဲ့ပုံမှန်59ဆက်လက်တရှိအောင်ဟောပြောပွဲကိုဖေဖော်ဝါရီလ28ရက်နေ့ကပြုလုပ်ထားပါမြမအမျိုးသားကြီးကွန်ရက်ကဦးဝင်းကိုကိုလက်ရှင်းနေဦးအေးပိုင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီကဒေါခင်ဝိုင်းကြီးရတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီကဦးနေမျိုးဝေတို့ဟောပြောကြပါတယ် မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီကဦးနေမျိုးဝေကလည်းပုံမှန်59စာလုံးပြင်မဲ့ဆိုရင်စစ်တပ်နဲ့ပူးပေါင်းမှာဖြစ်တယ်လို့ခေါ်ပြောပွဲမှာထက်သွင်းဟောပြောခဲ့ပါတယ်။နောက်သွတ်တော်ဥက္ကဋ္ဌတွေပြန်ရွေးလိုက်ပါနိုင်ငံသားရေးဝန်ကြီးတို့ဘာလို့မလုပ်ပါနဲ့ထွတ်တော်နိုင်ရကဖြစ်ဖြစ်ဒေါ်စားစုကြီးလုပ်တင်ပါတယ်။ဦးရွှေမန်းကလွတ်တော်ဥက္ကဋ္ဌလွတ်တော်နိုင်ရကအနေနဲ့တာဝန်ထမ်းဆောင်ခဲ့တယ်။ဦးရွှေမန်းနဲ့အစိုးရဦးသိန်းစိန်အစိုးရနဲ့ဖွဲ့စည်းပုံခြေကားဆိုင်ခုံရုံးနဲ့ပြည်ပကတွေဖြစ်ကြတယ်ဟုတ်တယ်မဟုတ်လား။ စစ်သားတွေချင်းချင်းစစ်သားလူတွေချင်းချင်းပါပါဘေးလာချက်ခံဘေးလာလောက်ကြတယ်ပါပါတွေပြန်ကြတယ်အဲ့လိုပဲဒေါ်စားစုကြည်နေနဲ့လွတ်တော်ထဲမှာသူ့ရဲ့ဩဒါကိုခံမဲ့သူ့ကိုချစ်ခင်မြန်လို့တဲ့လွတ်တော်အမတ်တွေရှိနေတဲ့အချိန်မှာလွတ်တော်နိုင်ငံကလို့နေရာမျိုးဝေထိုင်ပြီးတကလာဘဝဒီဘုခြေကဥပဒေနဲ့ညင်ညွတ်တဲ့ဘဝဒီဘုခြေကဥပဒေနဲ့ညင်ညွတ်တဲ့တမလားတယောက်ကိုတင်ပြီးတော့ပါပါဘေးလာလောက်ပါရပါတယ်59စာလုံးကိုပြင်မယ်ဆိုရင်ကျွန်တော်တို့က တပ်မတော်တဲ့ကိုဗောလန်တီးယာပဲဝင်ရဝင်ရပေါ်တာပဲအဆွဲကအဆွဲကစစ်တပ်နဲ့ပေါင်းမှဖြစ်ကြောင်းကျေညာရင်းဒီကောင်းကြောက်ပါလားခင်ဗျာဟောပြောဝဲကိုတက်ရောက်လာသူတွေကပုံမှန်50ကိုပြင်းပြင်းသူဒိုးပြီကထွက်သွားအ мян ထွက်သွားမြမနောင်ရေးစိတ်ချဖို့ ပုံမှန်50ကိုထောက်ခံစို့ပုံမှန်50ကိုပြင်ဆင်သူအမျိုးသားရေးဘုံရံသူပုံမှန်50ကိုထောက်ခံမှတိုင်းရင်းသားတို့ဘဝစိတ်ချရ ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်59စာလုံးအားဆိုင်းငံ့ခြင်းပြင်ဆင်ခြင်းလုံးဝမပြုလုပ်ရန်အမျိုးသားရေးအင်အားစုများကတောင်းဆိုပါသည်ဆိုတဲ့စာတမ်းတွေပါတဲ့ဗနိုင်းတွေကင်ဆောင်ခဲ့ကြပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှအပအခြားဥပဒေကိုပြင်တော့မယ်ဆိုရင်ပြည်သူတွေရဲ့မျက်နှာကိုပဲကြည့်ရဒါပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုပြင်တော့မယ်ဆိုရင်တော့ပြည်သူမျက်နှာတစ်ခုတည်းကြည့်လို့မရဘူး အမျိုးသားရဲ့မျက်နှာပါကြည်ရတယ်လို့အတိပဲလေပါခင်ဗျာဒီနေရာမှာဥပဒေဆိုင်ငံ့ရင်းကြောင့်ပြောမယ်ဥပဒေကိုဆိုင်ငံ့လို့မရဘူးကမ္ဘာပေါ်မှာဘယ်နိုင်ငံမှဥပဒေကိုဆိုင်ငံ့တာမရှိဘူးဥပဒေကိုပြင်တာပဲရှိမယ်ဆိုင်ငံ့လို့မရဘူးဥပဒေကိုပြင်တော့မယ်ဆိုရင်59ပါးပြင်မယ်ဆိုရင်ဖွဲ့စည်းကုန်ခြေခံဥပဒေပေါ်မှာ၄၃၃ လေးသုံးလေးလေးသုံးငါလေးသုံးခြောက်ကိုလိုက်နိုင်ရလိမ့်မယ်အဲ့လိုဖြီးကန်းနဲ့မညီဘဲနဲ့ဥပဒေကိုပြင်မယ်လို့စိုင်းငယ်မယ်လို့လှုပ်လာရင်ဘယုတ်ဒုက္ခဒီမိုကရေစီဖြစ်သွားလိမ့်မယ်လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ဥပဒေကိုလေးစားလိုက်နာကြပါလို့ဒီနေရာကနေတိုက်တွန်းလိုပါတယ်ခင်ဗျာဥပဒေကိုစမ်းကြည့်ပြီးတော့ပုံမှန်59ကိုစွတ်တရွတ်စိုင်းငံ့တာတွေ ပုံမှန်59ကိုကာကြီးခခွေးနဲ့စာလုံးတွေကိုရှော့ပေါ့ပြင်စင်တာတွေကိုလုံလာမယ်ဆိုရင်ကျွန်တော်တို့မျိုးသားရဲ့အင်အားစုတွေနဲ့ထိတ်တိုက်တွေ့လာနိုင်ကြအောင်ရှိပါတယ်ခင်ဗျာတမန်တော်နဲ့လည်းထိတ်တိုက်တွေ့လာမှာဖြစ်တဲ့အတွက်နိုင်ငံရေးအခြေအနေတွေကြောင်းလဲသွားနေတဲ့အခြေအနေရှိပါတယ်တမန်တော်ကစိုင်းတဲ့ရင်းကိုလက်မခံဘဲနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာဆောင်ရွက်မယ်ဆိုတဲ့ပြောကြားမှုတွေရှိတဲ့အတွက်လွတ်တော်စည်းဝေးတွေရပ်ဆိုင်သွားနိုင်ပြီးတမန်တော်ကအာဏာကိုပြန်လည်ထိန်းသိမ်းသွားနိုင်တယ်ဖြစ်လာနိုင်ပါတယ် မျိုးသားရေးတပ်ဖွဲ့လှုပ်ရှားသူတွေအနေနဲ့စစ်မှန်သောဒီမိုကရေစီ ဖော်ဆောင်နေခြင်းကိုသာလိုရှိပြီးစစ်အုပ်ချုပ်ရေးကိုအောက်ကိုပြန်မရောက်လိုကြပါဘူးခင်ဗျာရင်းညာသောစစ်မှန်စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းကိုပေါ်ဆောင်တဲ့ခရီးလမ်းမှာတိုင်းပြည်နဲ့လူမျိုးမပြောက်ွယ်ရေးအတွက်အမျိုးသားရဲ့အမြင်ရှုထောင့်ကနေပုံမှန်59ကိုထောက်ခံရင်ကြောင်းပြောကြားရင်းနဲ့ဒီကောင်းချုပ်ပါတယ်ခင်ဗျာဟောပြောပွဲကိုတန်ဃာတော်တွေစံခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီ အမျိုးသားဒီမိုကရေစီအင်အားစုပါတီစတဲ့ပါတီတွေကလည်းတက်ရောက်ခဲ့ကြပြီးပုံမှန်59ကို ထောက်ခံတဲ့လက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာ။